Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပူပူဆက်ဆက်လေးနဲ့စားလို့အရန်ကိုကောင်းတဲ့ရခိုင်မုတ်ဒီတုတ်လေးကိုမှဖြိုအားဒီတစ်ခေါက်မှငားနဲ့မဟုတ်ပဲနဲ့ပေါ့နော်ချက်သားလေးနဲ့ဆက်ဆက်ကလေးတောက်စားဖြည့်လို့ပြုလုပ်နေလေးကိုလာပြရပေးရရှိပါတယ် ပထမဆုံးစက်သားပြုတ်ပေးရန်အတွက်ရေနွေးကိုပပွက်ဆူအောင်တက်ထားပေးလိုက်ပါမယ်။ရေနွေးကဆူလာပြီဆိုလို့ရှိရင်တော့ဖြိုးလို့သူ့ရဲကိုစားလေးနှိမ့်ငယ်ထည့်မယ်။ပြီးရင်တော့ကြက်ရင်ပေါင်းကိုခုလိုမျိုးလေးနှစ်ပိုက်ပိုက်ထားတာလေးကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ငှုပ်သီးဆဲဝင်မှာဖြိုးလို့ကိုဆက်စားနိုင်တဲ့လောက်ပေါ့နော်။တခါတည်းထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ငှုပ်သီးလေးတွေကြက်သွားအောင်ပေါ့နော်။10မိနစ်လောက်ပြုတ်ထားပေးလိုက်ပါရစေ။ပြုတ်ထားတာ7မိနစ်လောက်ရပြီဆိုလို့ရှိရင်တော့ဖြိုးလို့ငှုပ်သီးတွေကိုဆက်ထုတ်ပေးထားလိုက်ပါမယ်။ ပြီးရင်တော့ဒီချက်သားကိုနောက်ထပ်မိနစ်20လောက်ဖြိုးလို့ဖုံးလေးအုပ်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်။ ချက်တော်ပြုတ်ထိုင်းနဲ့ဖြူဟာငရုတ်ကောင်းမင်းနေငယ်ပြီးတော့ပဒဲကောင်းနေငယ်နဲ့ချက်တော်ဖြူလေးသုံးမစားလောက်ကိုညက်သွားအောင်ထောင်းထားပေးလိုက်ပါတယ်ပဒဲကောင်းကတော့တချို့တွေကြောက်တော့လည်းမထက်ကြဘူးပေါ့နော်ဒီနေရာမှာပဒဲကောင်းနဲ့ကိုမကြိုက်ရင်မထက်လည်းရပါတယ်ရှင်ဖြူကတော့ပဒဲကောင်းနဲ့ကိုကြိုက်တာဖြစ်တဲ့အတွက်ပဒဲကောင်းနေငယ်ကိုထည့်ထားပါတယ်ရှင်ဒီနည်းလေးကလည်းအရင်ကိုစားလို့ကောင်းတယ်ပေါ့နော်နဲ့လေးမှွေပြီးတော့ကဲဖြူတို့ထောင်းသွားလိုက်တာအားလုံးလည်းညက်သွားပြီဆိုလို့ရှိရင်တော့ခုနကပြုတ်ပြီးတော့ဆယ်ထားတဲ့ငရုတ်သီးစိမ်းကိုထည့်မယ်ပြီးလို့ရှိရင်တော့အားလုံးကိုညက်သွားအောင်ပြန်ပြီးတော့ထောင်းထားပေး လိုက်ပါမယ်နော်ကဲဒီနေဟာလေးဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ညှုပ်တီနှစ်လေးရတော့ရပါပြီ။ပြီးရင်တော့ပြုတ်ထားတဲ့ကြက်သားကိုလာချစ်ပေးလိုက်ပါမယ်။ပြုတ်ထားတဲ့ကြက်သားကလည်းကြက်ပြီဆိုလို့ရှိရင်တော့ဆဲထုတ်ပြီးလို့ရှိရင်တော့ဖြိုးတို့သူ့ကိုခုလိုမျိုးလေးပေါ့နော်။အသားလေးတွေကိုဆဲဆွပေးထားလိုက်ပါမယ်နော်။ ကဲဖြူတို့နှင်ထားတဲ့ကြက်သားလည်းရပြီဆိုလို့ရှိရင်တော့ခနာကကြက်သားပြုတ်ထားတဲ့ရင်ွေအိုးလေးကိုပဲဖြူတို့ပပတ်ဆူအောင်ပြန်တက်ပေးလိုက်မယ်ပပတ်ဆူလာပြီဆိုလို့ရှိရင်တော့အပီကိုထမင်းစားစုံရဲ့တဝက်စားလောက်ကိုထည့်ပြီးတော့ခုနကထောင်းထားတဲ့ညှုတ်သီးနှစ်လေးကိုထည့်မယ်ပြီးရင်တော့အဖုံလေးအုပ်ပြီးတော့ငပိအစိမ့်နဲ့လူတွေပျောက်လာတဲ့ထီပေါ့နော်တဲသွားပေးလိုက်ပါမယ်ရှင်ဖြူတို့တဲသွားလိုက်တာအခုလိုမျိုးလေးပပတ်ဆူပြီးတော့အနက်လျက်လည်းမွေးလာပြီဆိုမှခနာကချိန်ဆွထားတဲ့ကြက်သားကိုထည့်ပေးလိုက်ပါမယ် ပြီးရင်တော့အားလုံးကိုနှက်သွားအောင်ဖြိုးတို့ခဏလောက်မှွေထားပေးလိုက်ပါမယ်နော်ခဏလောက်မှွေပြီးတာနဲ့ရတာတခါတည်းဆက်ထားပေးလိုက်ပါရစေရတာအတွက်ကတော့သူ့ရဲ့ဖြိုးကအသားမုံနေငယ်ထဲတယ်ပြီးတော့စားလေးနေငယ်နဲ့အချုံမုံလေးနေငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာအချုံမုံမကြိုက်ရင်မထည့်လိုက်ရပါတယ်နော်ပြီးရင်တော့ပုပ္ပဆူလောင်ပေါ့နော်ဖြိုးတော့တစ်ခါအဖုံးလေးအုပ်ပြီးတော့တဲသွားပေးလိုက်ပါမယ် ကဲခုလိုမျိုးလေးပပွက်ဆူပြီးတော့အနက်လေးရလည်းလုံးဝမွှေးလာပြီဆိုလို့ရှိရင်တော့သူ့ကိုရတာပေါငယ်ကိုမြေချပေးလိုက်ပါမယ်နော်။ရတာကလည်းလုံးဝဆင်ပြေနေပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုမြေပွားချမယ်။ပြီးရင်တော့ဖြူတို့မုတ်တီတုတ်ကိုစပြီးတော့တုတ်ပေးလိုက်ပါမယ်နော်။ဒါလေးတွေကတော့ဖြူတို့မုတ်တီတုံးမှာအတိကပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့မုတ်တီပါမယ်ခနာကချက်ထားတဲ့ညှုပ်သေးနှစ်လေးပါမယ်နန်းနံပင်ပါမယ်ပြီးတော့ တက်မြသည်ချက်တော်နေပြီးတော့ပဲခက်ကြော်လေးပေါ့နော်ဒီနေရာမှာငဖယ်ကြော်လေးရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်ရှင်ဖြူမှာတော့မရှိလို့မထဲတော့ပေါ့နော်ကဲပြီးရင်တော့စားတော့ပေးရန်အတွက်သုံးပကယ်ထဲကိုမုတ်ဒီကိုကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ခဏခါချက်ထားတဲ့ငှုပ်သီးနှစ်လေးကိုထည့်ပေးလိုက်မယ်ပြီးရင်လှီထားတဲ့ချက်တော်နေထည့်မယ်တက်မြသီးကိုကိုလိုအပ်သလောက်ညှစ်ထည့်ပေးထားလိုက်ပါမယ်နော် ရတာအတွက်ကငံပြိုင်လေးနှင်းငယ်ထည့်ပြီးတော့လှီဟားရဲ့နည်းနည်းပင်နှင်းငယ်ကိုပါထည့်ပေးလိုက်ပါရရှင်။ပြီးရင်တော့ကြော်ထားပေးသားပက်ကက်ကြော်လေးကိုဖြူတစ်ခုလိုမျိုးလေးခြေထည့်ပေးထားလိုက်ပါမယ်။ကဲပြီးရင်တော့အားလုံးကိုတမတော်အောင်တေချာလေးတုတ်သွားပေးလိုက်ပါမယ်ရှင်။ ရခိုင်မုတ်တီတုတ်ကိုပုံမှန်ဆိုလို့ရှိရင်ဖြိုးကငားနဲ့ပဲတုတ်စာဖြစ်တယ်ပေါ့နော်ဒီတစ်ခေါက်ထူဆန်းလင်းဖြစ်အောင်လို့ဒီကြက်သားနဲ့တုတ်စာကြည့်တာအရင်ကိုစားကောင်းပါတယ်ရှင်နောက်တစ်ခုဆင်ပြေတာကငားမကြက်တဲ့သူတွေအတွက်လည်းအရင်ကိုဆင်ပြေတယ်ပေါ့နော်ဒီရခိုင်မုတ်တီတုတ်လေးရဆိုလို့ရှိရင်တော့ဒီနည်းလေးကကြက်သားနဲ့တုတ်လဲဆိုမဲ့အရင်ကိုစားလို့ကောင်းပါတယ်ရှင်လက်တုတ်စာကြည့်ကြပါနော်ကဲဖြိုးတို့တုတ်သွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံအောင်မြည်ကြည့်လိုက်မယ်ရတာလည်းလုံးဝဆစ်ပြည့်တယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ရှူရှူရှက်ရှက်ပူပူဆက်ဆက်ရခိုင်မှုတွေတုတ်လေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။ စားလို့လည်းအရင်ကောင်းပြီးတော့လုပ်နေလေးရလည်းအရင်လွယ်ကူရမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမျိုးလုံးမျှော်လင့်ပါရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလိုပါပဲနော်။ဒါဆိုဖြွေးနေဖို့တည်တည်မှာပြန်ဆုံကြမယ်နော်။အားလုံးဘိုင်။